မာကျန်းစာပြောရင်ပြောဒီတိုင်းဖြစ်တယ်ဗျတပါဦးမှစယူအာရံကိုဖန်ဆင်းပြီးတဲ့အခါမှာကောင်းမကောင်းတိကျွမ်းရပင်နဲ့အသက်ပင်ကောင်းမကောင်းတိကျွမ်းရပင်ကအရန်စားချက်ဆိုပဲကောင်းတယ်အသက်ပင်ကတော့အလောက်စားချက်ဆိုပဲကောင်းတယ်ဆိုစကလုံးမတွေ့ရအောင်ဒါပေမဲ့ဘုရားကပြောတယ်အသက်ပင်ရဲ့အတီကိုစားရင်သာဝရတက်ကိုရမယ်ကောင်းမကောင်းတိကျွမ်းရအတီကိုစားရင်အေကမ်းမှာတက်ရမယ်ဒါပေမဲ့လူကကောင်းမကောင်းတိကျွမ်းရအတီကိုစိတ်ဝင်စားလိုက်ကြတော့သွားပြီးတော့ပြက်ကောင်နမ်းထောင်းသွားစားတဲ့အခါမှာဒီချင်းတရားဝင်ရောက်တယ်ဘုရားပြောတဲ့အတိုင်းဖြစ်အဲ့ဒီအမြဲတမ်းလှပတယ်ပြောမစင်အဲ့ဒီကဘလောက်ကြောင့်ဆွဲဆောင်လဲဆိုဒီတိကိုစားခြင်းအပြင်ငါတို့တော့တေးမှာမဟုတ်ပါဘူးဆိုတော့စိတ်ဝင်သွားတယ် ရစကားနဲ့အမြင်နဲ့လူရဲ့ထင်မြင်ချက်တွေကစัจချင်ပဲဖြစ်တယ်။ဘုရားပြောတဲ့အတိုင်းပြည့်စုံလာတယ်။ပြီးရင်ဟောအေးကာလမှာကဘာကြီးကရေအပြင်းဆွမ်းမှုချင်းခံရတော့မယ်၊တုတ်တင်ချင်းခံရတော့မယ်။ဒီလိုကဘာပြတ်တော့မယ်။အဲ့ဒီမှာဘုရားသခင်နောအေးကိုပြောတယ်။လူတွေအဲ့ကာလမှာဖျားမယ်ပေါ့နော်။မြေကြီးကပုတ်ဆက်တယ်တဲ့ပြစ်ဆက်တယ်များပြားနေတယ်။အဲ့ကြောင့်ဘုရားသခင်ကေတင်ချင်းလမ်းကြောင်းကိုဘုရားကဥစွာပြပေးတယ်။စီရင်ချင်းလာတော့မယ်။ဒါပေမဲ့လူတွေအားလုံးပြည့်စည်ချင်းတို့မရောက်စေချင်ဘူး။ဒါကြောင့်နောအေးကိုပြောတယ်။တင်မောတိဆောက်ပါ။သူပြတဲ့ပုံတရားနဲ့အညီပထမဦးဆုံးကဘာတင်မောတိဆောက်တဲ့သူကနောအေးဖြစ်တယ်။အိုင်ဒီယာကတော့ဖျားပေးလာဖြစ်တယ်။အင်ဂျင်နီယာကတော့ဖျားသခင်ကလမ်းပြပေးလာဖြစ်တယ်။အကောင်းဆုံးတော့တင်မောလို့ပြောလို့ရတယ်။ဒါလောက်ကဘာပြတ်နေရတော့မှအိုက်တင်ပေါ်ကြီးကမပြတ်ဘူး။ ။အားကြောင့်မလို့စီရင်ချင်းနှိပ်ရောက်လာတဲ့အခါမှာနှစ်ပေါက်တရားတည်းအချိန်ပေးတယ်လူရနောင်တမရအောင်ပြည့်ရဲ့ပြူကြတယ်ပေါ့နော်။ဘုရားမယုံဘူး။နောအေးနဲ့သူ့ရဲ့မိသားစုပဲဘုရားတခင်ကိုယုံတယ်။အဲဒီကာလမှာနောအေးကဒီအကြောင်းပြောတယ်လူရဟာသာအယူလို့ထင်ပြီးတော့ကဲ့ရဲကြတယ်။ယနေ့ကာလလည်းဒီတိုင်းပဲတခင်စုကြောင်းပြောတဲ့အခါမှာသူတို့ကဘုရားကိုစန့်ကျင်တဲ့သူတွေကဟာသာလို့ပျောက်နေကြတာပေါ့နော်။တကယ်အနာဂတ်မှာဖြစ်လိမ့်မယ်။မိတ်ဆွေနောအေးကာလမှာလည်းပြည့်ခဲ့ပြီးရေလွှမ်းမိုးတဲ့အခါမှာလူတွေအားလုံးကဟိုအကုန်လုံးအကောင်လုံးဘာမှမလွတ်ဘူး။နော်ရီမိသားစုတင်ပေါ်ထဲမှာရှိတဲ့သူနဲ့တရိတ်ဆန်တွေပဲလွတ်တယ်ဆိုတော့ခုရတကယ်ဖြစ်ဖြစ်ခဲ့ပြီ။အဲ့ဒီတင်ပေါ်ကြီးရှာတွေ့တယ်။ဘာမှလည်းကြီးသွားကြတောင်တွားကြရတယ်။အာရတ်တောင်ပေါ်မှာနော် ဆိုတော့ဒါတကယ်ကြည့်ပြကြည့်ပြနောက်တစ်ခုကျွန်တော်တို့တောတုံနဲ့ဂေါ်မောရာမြို့မှာလည်းဒီတိုင်းပဲဘုရားသခင်ကတောက်ကြတမန်တွေကတောက်တရားတွေတောက်ကြတမန်ဆီလွတ်ပြီးတော့မကြခင်ပြန်မိကြတော့မယ်တောတုံနဲ့ဂေါ်မောရာလူတွေကအပြစ်အပြစ်ကြီးတယ်မတရားသောမိထုံပြကြတယ်ယောက်ျားယောက်ျားချင်းလည်းပြကြတယ်သူစရာရများပြားတယ်ဘုရားကနောက်ဆုံးချိန်ကြီးချိန်ပေးတယ်ဒါပေမဲ့အဲ့ဒီချိန်မှာဘုရားကိုယုံကြည်တဲ့မိသားစုအဲဒီလောတာမိသားစုရှိတယ်တောက်ကြတမန်တွေကလာပြီးတော့ဘုရားကိုယုံကြည်တဲ့မိသားစုရှိရတော့လာပြီးတော့ဒီဒင်းစကားလာပြောတယ်ဒီမျိုးကနေထွက်ခွာတော့အချိန်ပေးတယ်အဲ့ဒီလူရဲ့နောင်တမယားကိုကောင်းကင်တမန်တွေကိုဒီမှာသူကပြင်မာဖို့ကြံစီတယ်ဆိုတာတွေ့ရတယ်အပြစ်ကများပြားတယ် ်နောက်ဆုံးမှာနောင်တမရတဲ့ကောင်းကောင်းမောတာကောင်းငင်ကမိကြပြီးတော့အပြစ်စီချင်းခံရတယ်လောတာနဲ့သူရဲ့တမီနှစ်ယောက်ပဲလွတ်တယ်ဆိုတာကိုတွေ့ရတယ်ဒါတကယ်ဖြစ်ပျက်ခဲ့ပြီးဒီနေ့ကာလမှာလည်းအနာဂတ်မှာအဲ့ဒါလိုမျိုးအပြစ်စီရန်နေ့ရဲ့ဘေးဒဏ်ကြီးကာလဆိုတာရှိပါတယ်အဲ့တော့ဘုရားသခင်ကယနေ့ကာလကတော့ကဲတရာကာလလူတွေကိုအချိန်ပေးတယ်နောင်တရဖို့ပြောတယ်ကဘာကြီးကမကြာခင်မှာဘေးဒဏ်ကြီးကြာရောက်လိမ့်မယ်ဘုရားသခင်ကလူတွေကိုကဲတရင်ရောက်ရှင်တယ်အယခုဘုရားမှာလည်းတတ်တန်းစီနေထိုင်ကြတယ်တမလွန်မှာလည်းအပင်ငယ်ကလွတ်မြောက်ပြီးတော့ကျွန်တော်တို့ပြန်လည်ဘဝအတ္တတာတစ်ဘုရားရဲ့ပြုပြင်ခြင်းခံရပြီးတော့ အတိတ်တော့အတက်တာကိုခန္ဓာအတက်လည်းရပြီတော့တမလွန်မှာဘုရားနိုင်ငံဝင်စားဖို့ရန်အတွက်ဘုရားသခင်ကရင်ဆင်ပေးထားတယ်ဒီနေ့ကာလကဲပြန်ရကာလဖြစ်တယ်ပြည်စင်ရကာလမဟုတ်ဘူးအနာဂတ်မှာဒီကာလပြီးသွားရင်တော့အနာဂတ်မှာပြည်စင်ရကာလတွေရောက်လာမှာဖြစ်တယ်အဲကြောင့်ကျွန်တော်တို့လူတွေပေါ့တချို့တို့ကလောင်တဲ့လူကလောင်မှာပေါ့ပြောင်းတဲ့လူကပြောင်းပြောင်းမှာပဲဒါပေမဲ့ဘုရားပြောတဲ့စကားကအချိန်တန်ပြည့်စုံလာမှာဖြစ်တယ်အဲ့ကျွန်တော်ဘုရားမကဲဘူးလို့မပြောနဲ့ဘုရားသခင်ကလူသားအလုံးကိုကဲတယ်နဲ့ဘယ်သူဘယ်သူမှပြည့်စင်ခြင်းသူမရောက်စေခြင်းဘူးအဲကြောင့်ဘုရားသခင်ဒီလူသားအလုံးကိုချစ်တဲ့ဘုရားလူသားအလုံးကိုပြည့်စင်ခြင်းကလွန်မြောက်ပြီးထာဝရအတက်ကိုရပြီးတော့ဘုရားနိုင်ငံကိုဝင်စားခြင်းနဲ့ဘုရားသခင်ဖြစ်တယ် ာလူတီဘုရားနိုင်ငံတော်အတွက်ဘုရားသခင်ကအာဖန်ဆင်းထားတာဖြစ်တယ်ငရဲတော်ဖန်ဆင်းထားမှုဒါပေမဲ့တချို့သူတို့တဆင်ကောင်းစရာကတော့ဘုရားသခင်ရဲ့စကားကိုမယုံဘူးဘုရားသခင်ကိုညှဉ်းဆန်ပုံကိုင်းတော့ငရဲကလည်းမလွတ်မြောက်ဘူးအနာကမှမကြခင်ဖြစ်ပြလာလိမ့်မယ်တခိယေရှုခရစ်တော်ရဲ့ခြေဆောင်ရာနေ့ရဲ့ရောက်လာလိမ့်မယ်အဲ့ကြရင်ယုံကြည်တဲ့သူတွေကမိခဲ့တဲ့သူတွေကအရှင်လက်လက်နဲ့ခြေဆောင်ချင်းခံရမယ်တချို့သူတွေကဒေလွင်ပြီးတော့ပြန်လဲထမြောက်ပြီးတော့ဘုရားနိုင်ငံတော်ဝန်ဆက်မှဖြစ်တယ်ပြီးနောက်တဲ့ခါမှာကဘာကြီးမှဘေးဒဏ်ကြီးကြားရောက်မှဖြစ်တယ်ဒါတကယ်ပြည့်စုံလာမှဖြစ်တယ်ပြည့်ရသောသူသည်ပြည့်ရစေဦးပေါ့ဗျာလောင်ပြောင်သောသူသည်လောင်ပြောင်စေဦးပေါ့ဒါပေမဲ့ဘုရားစကားအချိန်တိုင်းပြည့်စုံလာမှဖြစ်တယ်